ဆိုင်ပါကျက်တော်ကျော်ထပ်ပိုစားကောင်းတဲ့ကျော်နီလေးတရလို့လမ်းမြဝေပေးရပါမြန်မာကျက်တော်နီနိုင်ငံခြားကျက်တော်နီအကြီးကြီးနှစ်တက်ရာတုံးလို့ရပါတယ်မုံနှစ်အတွက်ကိုကြိုက်တဲ့အကျော်မုံတမ်ပူရာမုံတုံးပေးပါ မုံနှစ်ကရေအရန်ကျဲလို့မရပါဘူးဒါကြောင့်ရေကိုနည်းနည်းချင်းစီထိမ့်ပြီးရောထည့်ပေးရပါမယ်လွယ်ကူရိုးရှင်းတဲ့ချက်ပြုံကြီးတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့် page လေးကို like and follow လေးလုပ်ပေးပါနော် မုံညရေပြပြကလေးဒီလိုကျွမ်းမိတဲ့အနေအထားမျိုးလေးဆိုလို့ရှိရင်ရပါပြီ။လှီးထားတဲ့ကြက်တုံကွင်းလေးတွေကိုတစ်ဖက်ချင်းဖြစ်သွားအောင်ခွာပေးပါ။ပြီးသွားလို့ရှိရင်တော့နိုင်ဝဲနှက်ထားတဲ့မုံညရေနဲ့ရောရပါမယ်။မုံညကိုကြက်တုံတစ်ခုလုံးကုတ်တင်မိအောင်ထည့်ပေးပြီးတော့ဖွဖွကလေးနေပေးရပါမယ်။ မုံနှစ်အရမ်းများလို့ရှိရင်တော့ချက်ခဲကြီးဖြစ်သွားပြီးတော့နဲသွားလို့ရှိရင်ရွရွချက်တွန်ကြော်နဲ့တူသွားပါလိမ့်မယ်။ပကံအောက်ခြေမှာမုတ်သားလေးနည်းနည်းကျန်လို့ရှိရင်ရပါပြီ။စီပူထဲမှာမုံနှစ်နေထားတဲ့ချက်တွန်ကိုဖွဖွားကလေးနဲ့ပြင်းပြန်ကလေးထည့်ပေးပါ။ပြီးရင်တော့မီးအလက်အလက်နဲ့ရွှေအိုရောင်တန်းတဲ့အထည်ကြော်ပေးလိုက်ပါ။ဒီချက်တွန်ကြော်လေးရလို့အပြင်ကကျွတ်ကျွတ်ရွရွနဲ့အထက်က ချက်တုံအရာတာချွတ်ချူအီလေးဖြစ်ပြီးတော့အရန်စားကောက်ပါရဲ့မွဟင်ကကောက်နေမောင်းလို့လည်းတွဲစားလို့ရှိရင်တော့ share ပါပဲရှင်အဆုံးထိကြည့်ပေးတာကျေးဇူးပါ